တို့နှစ်ယောက်ကတကယ်ကိုနေနဲ့လရွှေနဲ့မြပါပဲဒါကိုညီမကိုယောက်ျားယူမယ်လို့တော့မထင်ထားဘူးအော်သူ့အမေပြောတမီးယောက်ျားယူမှာမယူတော့ဘူးမာကြီးပဲပြောတယ်လေတမီးကိုတယောက်တည်းတောက်ပါဆိုဒီဟုတ်ပါတယ်ငါပြောမိပါတယ်ကိုရီညီမတွေအကုန်လုံးက surprise ဖြစ်ရတယ်အရင်တော့လည်းမအံ့အောင်သူတို့နှစ်ယောက်ကပြောနေကြတာလေကြာပြီဆိုတော့လေမဟုတ်မှဝယ်စိတ်ပူလာတာသူများတော့ပြောပြီးမှမဟုတ်ဘူးတောင်းငယ်ရတရားချားတရားကိုယူသွားမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်မှာပဲစိတ်ပူလာတာအဲ့တော့သူတို့နှစ်ယောက် ထတ်တူကြတယ်ဆိုတော့မကြီးတို့ကပုံပြီးဝမ်းသာအားရဂျင်းနဲ့ပီတီဖြစ်ရတာပေါ့ဒါပေမဲ့လိန်မာတဲ့ညမဆိုတော့သူတိတ်တယ်နေထိုင်ပြီးတဲ့အတွက်မကြီးတို့တော့မရိပ်မိဘူးအရင်ကြီးတော့လည်းမကြီးตายာပြီးတော့မနေပါဘူးဒါပေမဲ့လည်းပိန်သွားတဲ့အတွက်ဝစားလေးတွေဝတ်လို့ကောင်းတာပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးတော့ရှိပါတယ်ဒါပေမဲ့လည်းမကြီးကတရုတ်ဆောင်တယောက်ဖြစ်နေတဲ့အတွက်လှဖို့တော့လူသေးတယ်လေဟုတ်လားအဲ့အတွက်လည်းမကြီးဝနေတဲ့ကာလာဒီမှာချစ်ပေးခဲ့ကြတဲ့အတွက်မကြီးပေးသက်ကိုတအားကိုကျေးဇူးတင်ပါတယ်အဲ့ကျေးဇူးမမေ့ပါဘူး မင်းလည်းပြောရင်တော့တပတ်နှစ်ပတ်တွင်တော့မတိတာဘူးတလလောက်နေတိတာတယ်ဒါပေမဲ့မိုင်းပြောတာ join နဲ့စားတယ်ဆိုတာလည်းလေအဲ့လိုခဏဖြုတ်စားလို့တော့မရဘူးဒါက join ရမှမဟုတ်ဘူးဘယ်အရာနဲ့မှမဆိုပါတလလောက်နေအဲ့ဒီ join ရကျွေးတဲ့အစားအစာလေးကိုတိတိချာချာလေးစီကန်းလေးတကြလိုက်နာပြီးတော့သူတို့ကျွေးတာလေးပဲစားတလလောက်နေတေချာပေါ့ဝိတ်ကြအနည်းဆယ်ပေါင်နဲ့ဆယ်ငါးပေါင်ကြာကြာ fasting လုပ်တယ်ဆိုတာတပတ်ကိုအနည်းဆုံးတော့အဲ့ဒီ၄ရက်လောက်တော့လုပ်တယ်ဟိုတချို့နေ့တွေကျတော့မိုင်း breakfast စားတယ် ဒါပေမဲ့အဲ့လိုတပတ်ကို၄ရက်လောက်ကတော့မကြီး breakfast ကိုလွှတ်ပေးလိုက်တယ်။ဆိုတော့မကြီးအသက်ရွယ်ရမနေ့ပိုင်း breakfast မစားဘူးဆိုရင်ညံမကောင်းဘူးပြောကြလို့အဲ့အကြောင်းကိုညံမကောင်းလို့ကလည်းမဖြစ်သေးဘူး။ကိုက dialogue ကြီးကျက်နေရတော့လေ။အဲ့အဲ့လိုလေးလုပ်ပါတယ်။ဘာနေလူဝေးချခြင်းတဲ့လူတွေလည်းလှပါတယ်။တကယ်တမ်းကြာလေတချို့ဆိုဝဝလေးတွေကိုလှနေကြပါတယ်။ဒါပေမဲ့မကြီးရစံပေးချင်တာကတော့လူခွန်လဲဝိချခြင်းအဖြစ်ကိုယ့်ရဲ့ကျမ်းမာရေးကိုအများကြီးထောက်ကူပြုတယ်။အဲကျမ်းမာစီတဲ့အဓိကအမကြီးတို့ လူရဲလူဖြစ်လိုက်ကိုကိုကိုကျမ်းမအောင်နေမှကျမ်းမမှကိုလုတ်ချင်းနဲ့ဇီဝအေးပဲဖြစ်ဖြစ်ဘာပဲဘာမဆိုပေါ့ဒါဒီအလုံးကကျမ်းမမှအလုံးလုံးနိုင်မှာအဲ့တော့ဘာကြီးကတော့ကျမ်းမကြီးကိုနံပါတ်1ဦးစားပေးတဲ့အတွက်အဝေးချတာလေးကိုလည်းစနစ်ကျလုပ်ကြည့်ပါတယ်ကိုကိုတိုင်းလက်တွေကျကျလုပ်ခဲ့တဲ့အလုပ်ရဖြစ်တဲ့အတွက်ဘာတဲ့မမလေးညီမလေးတွေတမီးလေးတွေစိတ်တမကြပါနဲ့ဘာကြီးတူမလေးလည်းအများကြီးပိန်သွားပါတယ်အဲ့ဒါလေးကိုကြည့်ပြီးမူတည်ယူပါဘာကြီးကတော့အားပေးပါတယ်ဘွားပေမဲ့လည်းလှကြပါတယ်ဒါပေမဲ့လည်း ိန်သွားတော့ပိုလှတာပေါ့အရင်ကြီးတော့လည်းဘာကြီးตายာပြီးတော့တော့မနေပါဘူးဒါပေမဲ့လည်းပိန်သွားတဲ့အတွက်ဝစားလေးတွေဝတ်လို့ကောင်းတာပေါ့နော်အဲအလမီယိုလေးပေါ့အဲ့ဒါလေးတော့ရှိပါတယ်ဒါပေမဲ့လည်းမကြီးကတရုတ်ဆောင်တယောက်ဖြစ်နေတဲ့အတွက်လှဖို့တော့လူသေးတယ်လေဟုတ်လားဘာကြီးရမ်းဝနေတဲ့အချိန်မှာတော့ပြည်သက်ကမကြီးကိုချစ်ပေးနေသေးတာအဲ့တော့ပိန်သွားတဲ့အခါမှာလည်းသူတို့ချစ်လိမ့်မယ်လို့မာကြီးယုံကြည်ပါတယ်။အဲ့အတွက်လည်းမာကြီးဝါနေတဲ့ကာလဒီမှာချစ်ပေးခဲ့ကြတဲ့အတွက်မာကြီးပိသက်ကိုတအားကိုကျေးဇူးတင်ပါတယ်။အဲ့ကျေးဇူးမမေ့ပါဘူး။စဉ်းစားကလေးလိုပဲ။ ်ဟိုတုန်းကလည်းအမားတွေကိုအဲ့လိုကပ်ပြီးချွဲနေကြသူကအဲ့လိုမျိုးအဲဇင်းစင်းနေမဟုတ်ဘူးဒီတရားလည်းအဲ့လိုပဲကပ်ပြီးချွဲနေကြအဲ့ဒါနေမကတူသူတို့ရဲ့အမားကြီးစူးမနဲ့နေတာတော့ကိုနဲ့တွင်ကလေးဖြစ်သွားစကားတွေပါမပြီးတော့ပီတီဖြစ်တာပေါ့အဲ့ဒီကငါကိုရေချစ်ပြီးသားလေ။အညီကိုညီမကတော့ပြောပွဲရမှရှိပေါ့။ကိုညီမဆိုရင်ကိုသမီးလိုဖြစ်နေတယ်ချစ်ပြီးသား။အဲဟိဝင်ရန်လေးနဲ့ပတ်သက်လာတဲ့အခါမှာတော့အော်ကလေးကိုလည်းစရရချစ်ပြီးသားဖြစ်တဲ့အတွက်ကိုရဲ့ဆွေမျိုးအုပ်စုထဲမှာကလေးတယောက်တိုးလာတဲ့အတွက်အကြီးကတော့အေးကုံယူပါတယ်။အဲအဲ့ဒီအတွက်ကြည်လဲကြည်နှံ့ရပါတယ်။ ဝန်လဲဝန်သားရဲ့ပီတိလည်းဖြစ်မိတယ်သူတို့နှစ်ယောက်ကတကယ်ကိုနေနဲ့လရွှေနဲ့မြပါပဲကျင့်သက်တော်ပေါ့ကိုညီမကိုချစ်ပြီးတဲ့အတွက်အဓိကတော့သူတို့နှစ်ယောက်ပါပဲအဓိကအစိုးပြေးလေးပြောတယ်ဆိုရင်မာကြီးတို့ကစိတ်ချမ်းသာလာပါပဲဒါကိုညီမကိုယောက်ျားယူမယ်လို့တော့မထင်ထားဘူးအော်သူ့အမေပြောသမီးယောက်ျားယူမှာမယူတော့ဘူးမာကြီးပဲပြောတယ်လေသမီးကိုတယောက်တည်းတောက်ပါဆိုဒီဟုတ်ပါတယ်ငါပြောမိပါတယ်ယူတော့ဆိုလဲပြီးရောပေါ့အော်ယူမယ်ဆိုတော့ ိုရီးယားကိုရီးညီမတွေအကုန်က surprise ဖြစ်ရတယ်ဟဲ့တကယ်ယူတော့မလားဆိုဒီတီဆိုပြောဘာကြီး तू ကယောက်ျားယူတော့မယ်လေအေးဟုတ်တယ်ခါလဲမယုံနိုင်တော့အောင်ပဲဒါပဲလိန်မာတဲ့ညီမဆိုတော့ तू တိတ်တယ်နေထိုင်ပြီးတဲ့အတွက်ဘာကြီးတို့တော့မရိပ်မိဘူးအရင်တော့လည်းမအံ့အောင်သူတို့နှစ်ယောက်ကပြောနေကြတာလေကြာပြီဆိုတော့လေမဟုတ်မှဝယ်စိတ်ပူရတာသူများတော့ပြောပြီးမှမဟုတ်ဘူးအကိုငယ်ရပဲဖြစ်ဖြစ်တားငယ်ရတရားချားတယောက်ကိုယူသွားမျိုးပဲဖြစ်ဖြစ်စင်စင်ကတခြားတယောက်ကိုယူတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်မှာပဲစိတ်ပူရတာအဲ့တော့သူတို့နှစ်ယောက် ထတ်တူကြတယ်ဆိုတော့မကြီးတို့ကပို့ပြီးဝမ်းသာအားရဂျင်းနဲ့ပီတိဖြစ်ရတာပေါ့မကြီးဒီညီမတွေကိုတစ်ခါမှမစူဘူးသူတို့ရဲ့လောရက်တီနဲ့ပတ်သက်ပြီးမကြီးအကောင်းဘက်ကပဲမြင်ပေးတယ်မှားနေတယ်ဆိုရင်တော့မကြီးကဒီလိုလေးလုပ်ရင်ကောင်းမယ်လို့ပဲမကြီးကပြောခဲ့တယ်ဒါပေမဲ့ညီမတွေကလည်းအမှားကင်းပါတယ်အဲတချို့သောကိစ္စလေးတွေသူတို့နဲ့ personal နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကြတော့လေမိုင်းအနေနဲ့တချို့ဟာတွေကဝင်ဆွက်လို့မရတာတွေကအများကြီးပေါ့ဒါပေမဲ့သူတို့မှအသိဉာဏ်ရှိပါတယ်ပုံမှန်ပါပဲဒါပေမဲ့ငါပုံမှန်လဲလှတာဒီဇင်ဘာ9ရက်နေ့မှာ9နှစ်ပြည့်တော့မယ်ဆိုတော့ ကျောင်းရဲ့တက်တန်းအနေတော့မနေတော့ဘူးကျောင်းခုနှစ်နှစ်လုံးလုံးအောင်မြင်လာတာဒါသူ့မှာစစ်မှန်တဲ့အရေးချင်းရှိလို့ဒါအလိုပဲမာကြီးကယူဆတယ်အဲ့တော့ဘာလဲလူတွေရှေ့မှာ join နဲ့လက်တွဲပြီးပိန်သွားတဲ့လူတွေအများကြီးပါသူတို့ motive ယူပါမိုင်းကိုတိုင်းလဲ join နဲ့အတေတပံတက်ဆုံ join ရှိနေသူတွေကာလာပတ်လုံးမိုင်းကအများတန်းလက်တွဲနေမှာပါပြီးသက်ဒီအားလုံးလဲဆုတောင်းပေးကြပါ join ဒီချက်မကရေရှိတည်တတ်နိုင်ပါစေစားကောင်းတောက်ကောင်းကြီးအများကြီးဖန်တီးနိုင်ပါစေလို့မိုင်းကဒီနေ့ကနေဆုတောင်းပေးပါတယ်